ယောက်ျားနဲ့စီစိုးပြီးတော့ညဘက်ကြီးအိမ်ပေါ်ကဆင်းသွားခဲ့တာကြောင့်ဆိုရှယ်မီဒီယာမှာပွဲစုနေတဲ့မြတ်သူသူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဆယ်လီစပေးအိတ်ကနေပြန်လည်ကြိုဆိုလိုက်ပါရီယောက်ျားဖြစ်တဲ့သူနဲ့စီစိုးပြီးတော့ညဘက်ကြီးအိမ်ပေါ်ကဆင်းသွားလို့ဆိုရှယ်မီဒီယာပေါ်မှာပွဲစုနေတာကတရုတ်ဆောင်မင်းသမီးမြတ်သူသူပဲဖြစ်ပါရီတရုတ်ဆောင်မင်းသမီးမြတ်သူသူကတော့ပရိသတ်အားပေးမှုတွေခိုင်မာရထားတဲ့ MRD4 မင်းသမီးတူဖြစ်ပါရီကြာရဆက်ရုံမှာတဘာဝကြာကြာတရုတ်ဆောင်ရင်နာကြောင့်လေပရိသတ်တွေရဲ့အချက်တော်မင်းသမီးတူဖြစ်နေတာပါ မြတ်သူသူကတော့ပောက်ဖော်ကြီးသွေးပါရီစီဝါရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့ကိုဆိုင်ထက်မြတ်နဲ့လက်ထပ်ထားခဲ့တာပါကိုဆိုင်ထက်မြတ်ကဇနီးဖြစ်သူနဲ့အသက်အရွယ်ကွာလုံးပေမဲ့မြတ်သူသူပေါ်မှာဂိယုတဆိုင်နဲ့အရေးတကြီးကြီးရှိတဲ့သူပါအသက်ကွာလုံးနဲ့ဇနီးလေးကိုပိုင်ဆိုင်ထားတာကြောင့်လေဂုံယူဝင်ကျောင်းဆောင်နဲ့သူတို့နှစ်ဦးချစ်ခင်ကြနာပေါ်လေးတွေကိုဆိုရှယ်မီဒီယာအကောင့်ကနေအမြဲတင်ပေးတတ်သူပါ လက်ထက်ထားတာကနှစ်နှစ်ကျော်သုံးနှစ်တွင်ရောက်နေပေမယ့်သူတို့ရဲ့ဆိုရှယ်မီဒီယာမှာတယောက်နဲ့တယောက်ကျင်နာယူရမှုတွေ၊ဂယူဆိုင်မှုတွေကိုသာပရိသတ်တွေကတွေ့မြင်ကြရတာပါ။ဒါကြောင့်လေလိုက်ဖက်လို့နဲ့ဇနီးမောင်နဲ့ဖြစ်သူတို့နဲ့ဥပေါ်ပရိသတ်တွေကအားကြမှုတွေရှိကြတာပါ။ MRD ဖော်မင်းသမီးများစုကအိမ်အောင်ရေးကံကောင်းသူများဖြစ်ကြပြီးထိတ်တန်းတည်းကြီးတွေနဲ့လက်ထက်ထားကြတာပါ။ပေါ်ကြပြုခင်နဲဆန္နာလာထွန်းမြတ်သူသူတို့ကတော့ခရိုနီတည်းကြီးတွေနဲ့လက်ထက်ပြီးတာယာပျော်ရှင်တဲ့ဘဝကိုပိုင်ဆိုင်ထားကြတာပါ။မြတ်သူသူကလေလက်ထက်ပြီးနောက်မှာအမှုပညာလုပ်တွေလုပ်ကင်မှုနဲ့ပါသွားပြီး ီးပွားရေးဘက်ကသာအအောင်ဆိုင်လုတ်ကိုင်းနေကြတာပါပြီးခဲ့တဲ့လအတွင်းမှာဇလန်တွေတခုပြန်လဲရှိုက်ကူးရဲနဲ့ပြိသက်စီကိုပြင်ရောက်လာကြတာပါပြီးခဲ့တဲ့ဇွန်လ17ရက်ညပိုင်းမှာတော့ကိုဆိုင်ထက်မြက်ကဇနီးဖြစ်သူမြတ်သူသူပျောက်ဆုံးနေကြောင်းသူ့အကောင့်ကနေ post တင်လာခဲ့ပါရင်မိမကိုရှာနေတာနဲ့နေပြီမိမမရှိရင်သိသွားမှာအခုချိန်ထိရှာနေရဆိုပြီးတော့ post တင်လာခဲ့တာဖြစ်ပါရင်အခုလောချိန်ကြီးမိမပျောက်နေကြောင်းတင်လာတာကြောင့်ပရိသတ်တွေကတော်တော်များများကအံ့ဩနဲ့ဖြစ်နေကြရပါရင် လူပြောက်မှုကင်းနေမကြာခဏဖြစ်နေရကြောင်းလည်းပြည်သက်တရားစိုးရင်ခဲ့ကြတာပါမြတ်သူသူတရားဘေးအန္တရာယ်တစ်ခုရှိနေလားအန္တရာယ်ကင်းရလားဆိုတာစိတ်ပူနေကြပါရဲ့ကိုဆိုင်တဲ့မြတ်တရားလည်းမိမပြောက်နေတာကြောင့်သူ့ဒေါသကိုလျှော့မိကြောင်းသူ့မားရီကိုပြင်မဲ့ကြောင်းပြောပြီးတော့ စိတ်ဆိုးပြေဖို့နဲ့တခုခုဖြစ်မှာအရင်ဆိုးရင်နေလို့ပြန်လည်ဆွတ်သွေးဖို့ post တင်ခဲ့ပါရီဒီစတက်ကြောင့်မြတ်သူသူတယောက်ယောက်ျားကိုစိတ်ဆိုးပြီးတော့အိမ်မော်ကဆင်းသွားတာဖြစ်ကြောင်းသိခဲ့ရတာပါမြတ်သူသူရဲ့မိခင်ရောဖခင်မှာဆုံးပါသွားခဲ့ပြီဖြစ်တာကြောင့်သူမအနေနဲ့မိဘအိမ်ကိုဆင်းသွားတာတော့ဖြစ်နိုင်မှာဟုတ်တကယ်ချင်းတယောက်စီကိုသွားနေရလဲဖြစ်နိုင်ကြောင်းယူဆနေကြတာပါသူရဲ့ post အောက်မှာဝိုင်းဝန်းမေးမြန်းပြောဆိုမှုတွေများတာကြောင့်ကိုဆိုင်တစ်မြက်ကသူတင်ထားတဲ့ spot ကိုဖြုတ်ချပြခဲ့တာပါသူတို့နှစ်ယောက်စကားများကြတဲ့ကိစ္စပေါ်မှာပြောဆိုလာခြင်းမရှိသလိုဇနီးဖြစ်သူမြတ်သူသူနဲ့ဆက်သွယ်ရမယ့် ညာအိမ်ကိုပြန်ရောက်မရောက်ဆိုတာကိုလည်းပြန်ပြောထားခြင်းမရှိခဲ့ပါဘူးအိမ်နောက်ကြပြီးနောက်ပိုင်းကိုဆိုင်တဲ့မြန်နဲ့မြတ်သူသူတို့နဲ့အခုလိုအခြေအနေမျိုးကိုပြည်သက်တွေတခါမှတွေ့မြင်ရတာမျိုးမရှိတာကြောင့်အားလုံးကစိတ်ပူနေကြတာပဲဖြစ်ပါတယ် ဘလို့ကြောင်းရည်ဖြစ်ခဲ့တာကြောင့်စကားများဆိတ်ဆိုးပြီးတော့မြတ်တူတူတရားညာကြီးမိချင်းအိမ်ပေါ်ကဆင်းရတဲ့အထိဖြစ်ခဲ့ရလဲဆိုတာပရိသတ်ကြီးရဲ့ထင်မြင်စကြလေးတွေကိုလည်းပြောခဲ့ပေးပါအောင်ရှင်။ဗီဒီယိုလေးကိုစောင့်တီးကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီရီနုပညာရှင်တွေရဲ့သတင်းတူပြန်လာခဲ့ပါအောင်မယ်ရှင်။ဒီလိုအောင်လည်းပဲနှုတ်ဆက်ခဲ့ကြပါမယ်။အားပေးနှဆိုင်ခဲ့ကြတဲ့ပရိသတ်တရားချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။